ကြောက်ဖြူကဘာကြောင့်မငြိမ်းချမ်းတာလဲဆိုတော့စစ်ကောင်စီရှိနေလို့စစ်ကောင်စီတက်တွေဆုံမိုးချေလဲပြီးတော့ပေါ့နော်ဒီနေရာတွေကိုပြည်သူတွေကိုတစားကန်ပုံစံမျိုးတွေလှုပ်ပြီးတော့ပေါ့နော်တိုက်ပွဲတွေဒါသူတို့ပြင်းပြင်းထန်ထန်ဖြစ်ပွားနေလို့မငြိမ်းချမ်းတာစစ်ကောင်စီမရှိကြငြိမ်းချမ်းတယ်တကယ်ဖြစ်ပြနေတဲ့အနေတိုင်းเนาะတရင်ကိုရောက်လာရောက်လာတယ်စိင်းမရောက်လာတာလူမမြင်ရဘူးလူမမြင်ရဘူးပြင်အဲ့လူတွေအတွက်ကိုသူကတရင်မှာရှိတဲ့ကြီးကလက်နက်ခဲရဲတနက်ဒါတွေကိုသွားပြီးတော့ပို့ပေးရတယ် မင်္ဂလာပါဒီကနေ့ကတော့ဒီဇင်ဘာလ10ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ဒါကျွန်တော်ရွေးချယ်ထားတဲ့အကြောင်းအရာကကြောက်ဖြူအဲရခိုင်ပြည်နယ်တဲကကြောက်ဖြူအကြောင်းပါမယ်ပြီးရင်ဒါမကွေးတိုင်းတဲကတိုက်ပွဲတွေအကြောင်းလည်းပါမယ်ပေါ့နော်အဲပြီးတော့ဒါအရခတ်တက်တော့ A နဲ့စစ်ကောင်စီရင်ဆိုင်တဲ့အခါမှာစစ်ကောင်စီဘက်ကဘယ်လောက်ထိဆုတ်ယုံမှုတွေများနေတယ်လဲပြီးတော့ကျွန်တော်တို့တက်ထဲကနေပြီးတော့စုံစမ်းသိရှိရတဲ့အတွင်းတွေကပေါ့နော်ဒါဖေးရည်သည့်သတင်းတွေလည်းထူးထူးခြားခြားအကြောင်းအရာတွေရှိလို့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲပထမဆုံးဒါကြောက်ဖြူအဲကြောက်ဖြူအရင်ထပ်ပို့ပြီးတော့တိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်လာနေတယ် အဲကြည့်ရတာဗောနော်အဲကြောက်ဖြူမှာစစ်ကောင်စီကတော်တော်လေးကိုထိရန်သိမ်းရခတ်နေတဲ့အနေအထားမျိုးမြင်တွေ့နေရတယ်ဗျအဲကြောက်ဖြူမြို့နယ်ကဒါစစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေကိုအခါတက်တော် AA ကဒီအပိုင်းအတွင်းမှာအဆက်မပြတ်တိုက်ပွဲတွေပေါ်ဆောင်နေတယ်အဲအကြောင်းမလို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်အဲတိုင်းချောင်းဗောနော်ပြီးရင်ဒါဇိုင်းချောင်းပြီးရင်မင်းတက်တောင်အဲအဲ့ဘက်ချမ်းနေမှာနော်အဲ့ဘက်ကြေးရွာတွေဘက်ပေါ့ အဲ့ဘက်ဒေသတွေမှာဒါစစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေကိုအာခတတော် A ကဇက်တိုက်ဆိုလိုကိုတိုက်ပွဲတွေဆင်နွှဲနေတာရှိတယ်။ဒီအပိုင်းထဲမှာပို့ပို့ပြီးတော့တိုက်ပွဲတွေပြင်းထန်လာနေတယ်ပေါ့နော်။တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလာတဲ့အပြင်ဒီဇင်ဘာ9ရက်နေ့မှာလည်းအာခတတော် A ကပေါ့နော်စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေကိုထိုးစစ်တွေဆင်ခဲ့တယ်။အဲ့လိုမျိုးလှုပ်ခဲ့ပြီးတဲ့အချိန်မှာပေါ့နော်ဒါလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်အမှတ်30နှစ်ရဲတပ်ရင်းပြီးရင်ဒါဂုံးချိန်တိုင်းတွေက ခမရ943တက်ရင်နေပေါ့နော်အဲ့ဒီနားတွေအထီကိုအာခတ်တတော် AA ပြစ်ခတ်တဲ့လက်နေကြီးကြီးတွေကြာရောက်ပောက်ကွဲခဲ့တာရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့တော်တော်လေးကိုပြင်းထန်တဲ့ကြောက်ဖြူရဲ့အခြေအနေဖြစ်နေပြီပေါ့ဗျာအဲ့တော့ AA ကတော့ကြောက်ဖြူမှာပြန်ပြီးတော့တိုးနေတယ်ပေါ့နော်ပြန်ထိုးနေတယ်အဲအဓိကတော့စစ်ကောင်စီတက်တွေထိန်းချုပ်ထားတဲ့တိုင်းချောင်းတို့မင်းတက်တောင်တို့အဲ့ဘက်တွေကိုထိုးတာပါတဲ့9ရက်နေ့တုန်းကဆိုရင်ね AA လက်နေကြီးတွေနဲ့တိုက်ခိုက်ခဲ့တာရှိတယ်30နှစ်ရဲတပ်ရင်နဲ့ခမရ943တက်တွေနားမှာကြာရောက်ပောက်ကွဲခဲ့တာရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ ကြောက်ဖြူမှာ A ကတည့်ရတဲ့အတိုင်းပဲပြန်ပြီးတော့စာဆုတ်ခွာပေးလိုက်ရှိသလိုအဲပြီးရင်အခြေအနေပြီးရင်ပြန်ပြီးတော့တံပြန်ထိုးစစ်တစ်ခုအနေနဲ့ပေါ့နော်ဒါစစ်ကောင်စီတိမ့်ပိုက်ထားတဲ့ထိန်းချုပ်ထားတဲ့နေရာတွေအထိပါဝင်တိုးပစ်ထားတယ်ရှိအဲ့တော့အာခတ်သက်တော် A ရဲ့စစ်နီးပြူဟာကိုစစ်ကောင်စီဘက်ကဘလို့မှခတ်မှန်းတွက်ဆလို့မရတဲ့အနေအထားမျိုးဖြစ်နေတာပေါ့နော်အခုလဲကြိုက်တဲ့သူတွေကြိုက်သလိုဒါတုံးသက်ကြပါစေပေါ့နော် A ကဘလို့မှခတ်မှန်းတွက်ဆလို့မရတဲ့စစ်နီးပြူဟာလေကိုအသုံးပြနေတာဖြစ်ပါလေ ဒါပေမဲ့မြေပြင်မှာပေါ့နော်စစ်ကောင်စီနေနဲ့အဲ့ဥစ္စာကိုဟန်တားနိုင်သလားဆိုတော့လလုံးမှာဟန်တားနိုင်စွမ်းမရှိဘူးဖြစ်နေတာသူတို့အင်အားတွေလည်းတောက်လျှောက်ဖြည့်ထားတာတောက်လျှောက်ကိုဖြည့်တာစစ်တွေကနေဖြည့်တာတွေရှိတယ်ရန်ကုန်ဘက်ကအဖွဲ့တွေကနေဖြည့်တာဖြည့်တာရှိတယ်ပေါ့နော်တစ်တစ်တို့ဘာလို့ဆိုရင်အဲ့လိုမျိုးအင်အားဖြည့်ခံရတာတွေပါရှိတယ်ဗျာဒါပေမဲ့လည်းဘလုံးမှာမြေပြင်မှာပေါ့နော်ဒါသူတို့ထိန်းချုပ်ထားတဲ့နေရာတွေပို့တိုးပြီးတော့ယူနိုင်ခြင်းမရှိသေးတာတွေ့ရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကကြောက်ဖြူမကြဖို့အတွက်ကိုအသေးအံပြင်ဆင်ရတဲ့အနေအထားဖြစ်နေတာ ကြောက်ဖြူမှာတို့အင်အားတွေမနေဘူးတရင်ဌာနချုပ်တွေလည်းမနေဘူးစစ်တွေမှာလည်းအဲ့အတိုင်းပဲဒါမဲ့လည်းတို့အနေနဲ့ပေါ့နော်ထပ်ပြီးတော့နေမြေတွေရရှိရေးအတွက်မစူးစမ်းနိုင်ဘူးဖြစ်နေတယ်ပေါ့နော်ထိန်းထားဖို့ဒါတို့အသေးအသေးအံဖြစ်နေတဲ့အပြင်မှာပေါ့နော်အလုံးစုံထိန်းချုပ်နိုင်ရေးအတွက်လည်းပြင်ဆင်နေတာမျိုးတော့ရှိတယ်စစ်ကောင်စီဘက်ကလည်းအပြန်အလှန်ပေါ့နော်အပြန်အလှန်ပုံစံမျိုးနဲ့တို့တိုက်ပွဲတွေဖော်ဆောင်နေတာရှိတယ်အဲ့ဒါဘာတွေနဲ့ဖော်ဆောင်လဲဆိုတော့ပစတွေနဲ့ ပါစတွေနဲ့အင်အားဖြည့်ပြီးတော့ဒီတိုက်ပွဲတွေကိုသူတို့နိုင်မယ်လို့ထင်ပြီးတော့တိုက်နေတာဟာတော်တော်လေးကိုယူသွေရကြတယ်ဆိုပြီးတော့ပြောရမယ်ပေါ့နော်။ဒါပေမဲ့လည်းအင်အားတရက်အနေနဲ့ဖြစ်တဲ့အတွက်ဒါကလည်းသတိထားကြရတခုတော့ဖြစ်တယ်။ဒီကြားထဲမှာမှပေါ့နော်။ဒါအေးတင်းထားတဲ့နေရာတွေကိုတညောက်ရီရေတက်ဌာနချုပ်ပြင်အမှတ်30နဲ့ရေတက်ရင်အဲဒီကအင်အားတွေစုဖွဲ့ပြီးတော့စစ်ကြောင်းတွေထိုးခိုင်းသလိုပြားတဲ့ပြင်ကတ်တပြေဒီကြေးရွာတွေအနီးမှာလည်းကာကင်းစခန်းတွေဆောက်လုပ်ပြီးတော့တက်ဆွဲနေရာယူလာတွေရှိလာနေတယ်ဒါစစ်ကောင်စီဘက်ကလုပ်တဲ့အနေထားပေါ့ခြေလန်းနေပေါ့နော်သူတို့အင်အားတွေဖြည့်တယ် စစ်ကူတွေပို့တယ်ပို့ပြီးရတဲ့ဒါအာခတ်တတော် AA ထိန်းချုပ်ထားတဲ့နေရာတွေကိုသူတို့စစ်ကြောင်းတွေဝင်တိုးမယ်ပေါ့နော်ပြီးရင်ဒါသူတို့ဆုံးရှုံးထားတဲ့နေရာတွေကိုယူမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူတို့လုပ်ကြတယ်အဲ့လိုလုပ်တဲ့အခါမှာဒါခုနဒါဒီရက်တရင်32တို့အပြီးရင်ဒါတညောက်တွေရေတက်ဌာနချုပ်တို့အဲ့ဒီကအင်အားတွေနဲ့သူကဒါကစားခြင်းတယ်ပေါ့နော်အဲပြီးတော့ဒါသူတို့စီကိုဝင်မလာနိုင်အောင်အတွက်လဲသူကခုနပြတဲ့တို့အပြီးရင်ဒါကက်တပြေတို့အဲ့လိုကြေးရရအနည်းမှလဲ စစ်စခန်းတွေအခြေချစခန်းတွေဒါထိန်းတဲ့စခန်းတွေပေါ့နော်ဒါနေမြေထိန်းတဲ့စခန်းတွေပို့ပြီးတော့ဆောက်လုပ်နေတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်အဲဒီကြားတဲ့အခါမှာကိုအရခတ်တော်အေကတိုက်ပွဲတွေပြင်းထန်ဖော်ဆောင်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးစစ်တပ်ဘက်ကရောအေဘက်ကပါငါအပြန်လန်ထိုးစစ်တွေဆင်းနေတာကြောင့်မလို့ကြောက်ဖြူတိုက်ပွဲကပုံမူပြီးတော့ပြင်းထန်လာတယ်အစစ်ကောင်စီကလည်းရွေးကောက်ပွဲကလည်းအရေးကြီးနေတာကြောင့်မလို့ဒါလက်အောက်တက်တွေကိုနှီးမျိုးစုံသုံးပြီးတော့ ဖိအားပေးနေတာတွေရှိလာတယ်ဗောနော်အဲတချို့အဲ့လိုမျိုးဖိအားတန်တွေမခံစားနိုင်လို့ထွက်ပြေးကြတာတွေရှိတယ်အဲပြီးတော့ဒါအရင်တုန်းကပြေးတဲ့ပုံစံမျိုးကတယောက်စားနှစ်ယောက်စားဆိုပေမဲ့အခုနောက်ပိုင်းမှာအွန်လိုက်ကျင်းလိုက်ပုံစံမျိုးတွေဖြစ်လာနေတယ်အ ਨੇ ဆုံးတော့၅ယောက်တစ်ဖွဲ့ဆိုတဲ့ပုံစံမျိုးတွေရှိလာတယ်ဆိုပြီးတော့လဲဒါမြေပြင်စီးရေးသတင်းအရင်းမြစ်တွေစီကနေပြီးတော့ကျွန်တော်တို့သိရတယ်ဗောနော်အဲအဲ့တော့ဒီလိုမျိုးကြောက်ဖြူမှာတိုက်ပွဲတွေပုံပုံပြင်းထန်နေပြီမဲ့အဲသိတဲ့အတိုင်းပဲဒါရခိုင်တိုင်းရင်းသားများပါတီ RNB ဗောနော် RNB ကတော့ဒါမဲဆွဲမပြတ်ဘူးဗောနော်ဒီခေါင်းဆောင် ခေါင်းဆောင်ဖြစ်တဲ့ဥပရှင်ကိုယ်တိုင်ကမြေပြင်မှာဆင်းပြီးတော့ဒါသူကမဲဆွဲတဲ့လုပ်ငန်းတွေစီယုံတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်စစ်ကောင်စီလှုပ်တဲ့အတုရောက်ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့အတွက်သူတို့လုပ်နေကြတာပေါ့လေနော်တမဲရရနှမဲရရဆိုတဲ့ပုံစံမျိုးနဲ့မြေပြင်မှာပါဆင်းပြီးတော့မဲဆွဲစီယုံတာတွေလှုပ်တယ်အဲ့လိုမဲဆွဲစီယုံတဲ့အခါမှာသူတို့ပြောတဲ့မတ်လုံးတွေကရည်စရာကောင်းလာတယ်ပေါ့နော်တကယ်တကယ်ဟိုမဲရရင်ပြီးရောဆိုတဲ့ပုံစံမျိုးကြီးလှုပ်နေတာပေါ့ဗျာ အဲ AX ကလည်းဒါကျွန်တော်ပြောရမှာပေါ့နော်သူတို့ပါတီကိုမဲထည့်မယ်ဆိုရင်ကြောက်ဖြူကိုကောင်းအောင် လုပ်ပေးမယ်ကြောက်ဖြူကိုပို့ပြီးတော့ခြေနေကောင်းအောင်လုပ်ပေးမယ်ပေါ့နော် ပြီးရင်ငိမ့်ချမ်းမယ်အဲဒေသခံတွေကောင်းစားမယ်ပေါ့နော်ကြောက်ဖြူကဘာကြောင့်မငိမ့်ချမ်းတာလဲဆိုတော့စစ်ကောင်စီရှိနေလို့စစ်ကောင်စီတက်တယ်သုံးမိုးခြေလှယ်ပြီးတော့ပေါ့နော်ဒီနေရာတွေကို ပြည်သူတွေကိုတစားကန်ပုံစံမျိုးတွေလုပ်ပြီးတော့ဗောနော်တိုက်ပွဲတွေဒါသူတို့ပြင်းပြင်းထန်ထန်ဖြစ်ပွားနေလို့မငြိမ်းချမ်းတာစစ်ကောင်စီမရှိကြည်ငြိမ်းချမ်းတယ်တကယ်အဲ့ဒါကိုသူတို့ကငြိမ်းချမ်းအောင် လုပ်ပေးမယ်ဗောနော် လုပ်ပေးမယ့်အဖွဲ့က ိုင်ငံရေးပါတီဖြစ်နေတယ်ဒါဒါပြောရမယ်ဆိုရင်ဒါရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့နိုင်ငံရေးပါတီဖြစ်နေတယ်ပေါ့နော်အဲ့တော့ဘလို့ငိမ့်ချောင်းကိုလှုပ်ပေးမှလဲကျွန်တော်သိကျင်တာပေါ့ကျွန်တော်လည်းသိကျင်တယ်တကယ်အားကတက်တော့အေးကိုမတိုက်နဲ့လို့သွားပြောမှလားဒါမှမဟုတ်စစ်ကောင်စီကိုမတိုက်ပါနဲ့တော့ရက်လိုက်ပါတော့လို့သွားပြောမှလားအဲ့တော့ကျွန်တော်မဟုတ်မဟုတ်ညှော်လင့်ချက်တွေပေးပြီးတော့ပြည်သူကိုလိမ်နေတာအဲ့ဒါကမင်းအွန်လိုင်းလုံးမဲ့အတူရောက်ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့ပါတီတွေဖြစ်နေတယ် အဲ့ဒါ ਈ လေစဉ်းစားဖို့လိုတယ်ပေါ့နော်အဲ့တော့သူပြောတဲ့ပုံစံငိမ့်ချမ်းမယ်တဲ့အဲကြောက်ပြူကိုကောင်းအောင်လုပ်ပေးမယ်တဲ့ဒေသခံတွေကောင်းစားမယ်တဲ့လက်ရှိဒေသခံတွေငတ်ပြတ်နေတဲ့အနေအထားကိုမင်းတို့အရင်လှုပ်ပြအောင်မင်းတို့ကောင်တွေကဗဇက်ကနေသာဆွတ်ပြီးတော့ဂရီကိုတွေပေးနေတာပေါ့နော်လက်ရှိမြေပြင်မှာဒေသခံတွေဘယ်လောက်ထိခက်ခဲနေသလဲပင်ပန်းနေသလဲဒါတွေကိုခက်ခဲပင်ပန်းအောင်ဘယ်သူတွေကလုပ်နေသလဲ ်အဲအဲ့လိုကောင်မျိုးကောင်မှမင်းတို့ကယုံကြည်ပြီးတော့သူတို့လုပ်တဲ့အတုရောင်ရွေးကောက်ပွဲကိုဝင်ပြိုင်မယ်ဆိုတော့မင်းတို့ကောင်တွေတော်တော်အုံတော့မရှိတဲ့ကောင်တွေပဲမင်းတို့ကိုယ့်ရဲ့ဒေတာကန်တွေကိုကိုယ့်ရဲ့ဒေတာကန်တွေရဲ့ဘဝကိုမဆာနာတာပေါ့နော်ခုကြည့်ကြည့်စစ်တွေမှာဟိုလောကဖြစ်သွားတယ်ပေါ့နော်ငါထွက်ဖမ်းလို့ဆိုပြီးတော့ဒါတနက်နဲ့ပြစ်ခံတာရှိတယ်ဟာဒေတာကန်တွေလောကအပြင်ကိုမထွက်ရဘူးဆိုပြီးတော့အတွင်းထဲကိုထည့်တယ်ဒဇာကန်ပုံစံမျိုးလုပ်တယ်သူတို့ကြံခဲ့တဲ့လင်မြေတွေတွားပြီးတော့လုတ်ခွင့်မရဘူးစားရေးတောက်ရေးခတ်ခဲတယ် အလူခံပြီးတော့တောင်းစားနေရတဲ့စစ်ပေးရှောင်စခန်းတွေအများကြီးဖြစ်လာတယ်။ပြီးရင်ဒါစစ်ပေးရှောင်နေရတဲ့လူဦးရေက6သိန်းလောက်ထိဖြစ်လာတယ်။အဲရခိုင်ဒေသကနေခံစားနေရတဲ့ဖြစ်စဉ်တွေပေါ့နော်။အဲ့ဒါတော့မှပဲမင်းတို့ကအခုလိုမျိုးမဟုတ်မဟုတ်တွေပြောနေရဆိုတော့မင်းတို့စစ်ကောင်စီနဲ့ဘာမှမချဘူးပေါ့နော်။အဲ့လိုမျိုးမဲဆွယ်မှုတွေလုပ်နေပြီမဲ့ပေါ့နော်။တိုက်ပွဲတန်တွေကမနဲ့ညဇက်တိုက်ကြားနေရပြီးတော့မိကုံလုံးတွေပါမြစ်တွေ့နေရတယ်တဲ့။ဒီအချိန်တွေမှာသူတို့ကငိမ့်ချောင်းလှုပ်ပြီးမယ်ဆိုပြီးတော့ပြောနေတာပေါ့နော်။တကယ်ရေရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖြေဆိုထားတာပေါ့နော်။ ဒါပေမဲ့ဒါစစ်ကောင်စီကတော့ရွေးကောက်ပွဲကိုအပိုင်းတစ်ကိုမကျင်းပနိုင်တော့တဲ့စစ်တွေနဲ့ကြောက်ဖြူကကျေးရွာအုပ်စုပေါင်း82ခုကိုကြေညာလာတယ်။ဖိုင်တစ်ထဲမှာမကျင်းပနိုင်တော့ဘူးဆိုတော့ကျေးရွာအုပ်စု82ခုဒါလက်မှတ်ထိုးပြီးတော့ကျင်းပအဲကြေညာလာတာရှိတယ်ပေါ့နော်။အဲကြောက်ဖြူက53ခုပါတယ်စစ်တွေက78ခုပါတယ်။တချို့နေရာတွေကမြို့ပေါ်နေရာတွေထိပါတယ်မြို့ပေါ်ရက်ွက်တွေထိပါတယ်။ တို့မကျင်းပနိုင်ဘူးဆိုတဲ့ဟာတွေကအဲ့ဒါကဘာလဲဆိုတော့တို့ထိန်းချုပ်နိုင်စွမ်းဒီနေရာတွေမှာမရှိဘူးတို့လက်လန်းမမီဘူးတို့ထိန်းချုပ်လို့မရဘူးဒီနေရာတွေမှာရွက်ကောက်ပွဲလုပ်ရင်လည်းအောင်မြင်မှာမဟုတ်ဘူးဆိုတော့အတိမျိုးတို့ဝင်ထားတယ်ဒါကြောင့်မလို့လေဒီနေရာတွေမှာရွက်ကောက်ပွဲအပိုင်းတစ်မကျင်းပနိုင်တော့အကြောင်းကိုရွေးစီဥက္ခရဒါဥတန်းဆိုးကလက်မှတ်ထိုးပြီးတော့ထုတ်ပြန်ထားတယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒါလည်းအားရစရာကောင်းတာပဲအဲစစ်ကောင်စီကအေးသိမ့်ပိုက်ထားတဲ့နေရာတွေကိုပြန်ယူမယ်ပြန်တိုက်မယ်အဲပြီးရင်ဒါတို့ပြောတယ်ဗောနော်ရွေးကောက်ပွဲလုပ်မယ် အပြင်အန်တန်တွဲခွတောင်ကုတ်ဒီနေရာလေးခုကိုမကြာခင်မှာပေါ့နော်မကြာခင်အတော်တွင်းမှာရောက်အောင်ယူပြတော့မယ်ပေါ့နော်တမတော်ကဒီနေရာကိုတိမ့်ပိုက်ဖို့အတွက်ဒါအမာကန်သတင်းသတင်းပေးမဲ့လူတွေပေါ့နော်ထောက်လန်းရေးတွေဒီလိုလူတွေကိုဆေလွတ်ထားတယ်အဲ့တော့အဲ့လူတွေလူတွေပေးတဲ့သတင်းအချက်အလက်တွေကိုအသုံးပြုပြီးတော့ပေါ့နော်လေကြောင်းရေကြောင်းကြီးကြောင်းရှိသမျှအကြောင်းအကုန်လုံးနဲ့ထိုးပြီးတော့ဒီမျိုးနယ်တွေကိုပြန်ယူတော့မယ်ဆိုပြီးတော့ရပ်ပိုင်းတွင်းယူတော့မယ်ဆိုပြီးပြောတာအဲ့လိုမျိုးပြောခဲ့တာလွန်ခဲ့တဲ့လပေါင်းများစွာကနေအဲ့ဒါစစ်တပ် လော်ဘီတွေပေါ့တက်တောက်ခံတဲ့ကောင်တွေပြောခဲ့တဲ့စကားပေါ့နော်လက်ရှိမှာတော့အဲ့လိုမျိုးမယူနိုင်တဲ့အပြင်မှာဒါရွေးကောက်ပွဲပထမပိုင်းမှာဒီ82ခုကမကျင်းပနိုင်တော့ပါဘူးဆိုပြီးတော့ထုတ်ပြန်ရတဲ့အစင်ဒီဖြစ်သွားတယ်အဲ့တော့ဘယ်လိုပဲပြောပါပေါ့နော်ဒါအခုကသူတို့ရဲ့အခြေအနေမှန်ကိုသူတို့နားလည်သွားကြတဲ့ပုံစံပဲပေါ့နော်ဒါလည်းကောင်းပါလေဒါတော်လိုင်းရဲ့အရွေးတစ်ခုလို့ပြောရမယ်ပေါ့နော် အဲ့တော့အဲ့လိုအခြေအနေရက်ရက်ကိုစစ်ကောင်စီကအခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာပေါ့နော်ဒါပေမဲ့သူတို့ရဲ့လုပ်ရက်တွေကတော့ရက်တက်နေခြင်းမရှိဘူးစစ်ရေးအတာရဖို့အတွက်ကိုသူတို့နှီးမျိုးစုံနဲ့လုပ်နေတဲ့အဲ့ထက်ကကျွန်တော်အတွင်းင်းကနေစုံစမ်းသိရှိရတဲ့ကိစ္စတခုရှိတယ်ပေါ့နော်အဲ့ဒါကနေရီကန်ကဘာလုံးပြက်စကန်နဲ့ပတ်သက်တဲ့သတင်းပေါ့နော်အဲ့ဘာလဲဆိုတော့ထူးခြားတဲ့အပြောင်းလဲအနေနဲ့ဒါပဒန်းပဒန်းတက်နေပေါ့နော်ပဒန်းရှေ့တန်းဒါနေမြေတွေပေါ့နော်ဒါစစ်စင်နေမြေတွေကိုပို့ဖို့အတွက်ကိုစကားကဆက်ခွန်ကတင်တန်းစင်းပစတွေအင်အားတထောင်ကျော် အင်အားတထောင်ကျော်ကခုနှစ်ရက်နေမနက်မှာစပြီးတော့ထွက်ခွာသွားတယ်ဆိုပြီးတော့သိရတယ်။နောက်တန်းတမဌာနချုပ်ကနေပြီးတော့ဗဒန်းရှီတန်းကိုပို့ဖို့အတွက်ထွက်ခွာသွားပြီးဆိုပြီးတော့သိရတယ်။အဲ့တော့ဗဒန်းကနေပြီးတော့နေရီကန်ကိုအင်အားဖြည့်နေတာကြာခဲ့ပါပြီဘောနော်ကြာခဲ့ပါပြီ။ဖြည့်နေရတဲ့အင်အားတွေကဗယ်ရီရောက်သွားတယ်မြေကြီးတွေရောက်သွားတယ်ဘောနော်မြေရောစာတွေဖြည့်ကုန်တယ်။ အာဂတတော် A ကလာသမျှကိုအကုန်သိမ်းကျုံပြီးတော့ဖြတ်တောက်တိုက်ခိုက်နေတာပိတ်ဆို့ထားတာကြောင့်မလို့သူတို့တွေဘလုံးမှာအဆင်မပြေနိုင်တဲ့အနေအထားဖြစ်နေတာအခုလိုမျိုးပဲရှေ့မှာလည်းအင်အားတွေကိုယာနဲ့ချီပြီးတော့ပို့ခဲ့တာဖြစ်တယ်အခုတော့ဒါအင်အားတထောင်ကျော်ပေါ့နော်ဒီစာကဆက်ခုံကိုတင်တန်းဆင်းပြီးတဲ့ပါစတွေခွဲတန်းပေးတဲ့အင်အားတထောင်ကျော်လုံးကိုအိုက်ဖက်ချန်ကိုပို့လာဆိုပြီးတော့သိရတယ်ဒါပေမဲ့စာကဆက်ခုံတက်ကပေါ့နော်တမထဏာချုပ်ကရှိတဲ့တရင်တွေကတချို့တက်တွေဆိုရင်အင်အား30လောက်ပဲကျန်တော့တဲ့အထိဖြစ်ကုန်ရတယ်ပေါ့နော်ရှေ့မြတ်ဟာအကုန်လုံးကမျိုးစားတွေဖြစ်ကုန်တယ် အဲ့တော့လာပါဖိတ်ခေါ်ပါတယ်ဗောနော်အဲကတော်တော်အေးကတာလီစွာပါဗောကျုံအကျုံးခံရအောင်ဝင်ဗောနော်အဲ့တော့အခုလွတ်တဲ့ပါစတွေကလုံးဝတင်တန်းဆင်းလာတဲ့အစ်စ်တွေဗောနော်တင်တန်းဆင်းတဲ့အချိန်စာကစခွန်တမဌာနချုပ်မှာပဲအကုန်စုထားတာတင်တန်းတင်တန်းကတင်တန်းကြောင်းတက်တက်ဗောနော်အဲ့တင်တန်းကြောင်းကနေပြီးတော့ဒါစာကစခွန်အတွက်အင်ရတထောင်ခွဲတန်းရတယ်ဆိုအဲ့တမတော့တော့ခုတ်ရတယ်ဒီဒီခုနကခွဲတန်းရတယ်တထောင်ကျော်တော့ခုတ်ရတယ်ခေါ်ပြရတယ်သူကတမဌာနချုပ်ကိုစုထားတယ် တကယ်တကယ်တမ်းကသူတက်ရင်တွေကိုပြန်ဖြန့်ခွဲရမှာပေါ့နော်ဟိုတက်ရင်တရာဒီတက်ရင်တရာအဲ့လိုပုံစံမျိုးနဲ့ပြန်ပြီးတော့ဖြန့်ခွဲပေးရမှာဒါပေမဲ့အခုအနေထားအဲ့လိုပုံစံမျိုးမလုပ်တော့ဘဲနဲ့တမဌာနချုပ်ကနေပြီးတော့ပဲပေါ့နော်ရှေ့တန်းစကန်းကိုတန်းပို့တာဘလို့တောင်အခြေအနေမျိုးဖြစ်နေလဲဆိုတော့သူအဲ့လိုမျိုးတန်းပို့ဖို့အတွက်ကိုသူအဲ့မှာနှစ်ပတ်တင်နဲ့ထပ်ပေးတယ်အဲတမဌာနချုပ်မှာဒီမူမှန်ပုံစံမျိုးနဲ့ပေါ့နော်ဒါခုနခေါ်လာတဲ့အင်အားတထောင်ကျော်ကိုနှစ်ပတ်တင်နဲ့ထပ်ပေးတယ်ပြီးတာနဲ့တက်ရင်လက်အောက်ခံတက်ရင်တပ်ဖွဲ့တွေကနေပြီးတော့အဲ့ခုနသူတို့ရမယ်ခွဲတယ် ခွဲတန်းကတရာတော့ရတယ်ဒါပေမဲ့စရင်မဲ့ရလိုက်တာတက်ကိုရောက်လာတာမဟုတ်ဘူးတက်မဌာနချုပ်မှာပဲရှိတယ်အဲ့ဒီတက်မဌာနချုပ်မှာပဲရှိတယ်သူတို့ရခွဲတန်းတရာအတွက်ကိုတရင်တွေကနေပြီးတော့ကြီကားတွေတနတ်တွေအုတ်ထုတ်တွေဒါမျိုးပုံစံမျိုးတွေတောက်ပို့ရတယ်ဖြစ်ပြနေတဲ့အနေတိုင်းနော်တရင်ကိုရောက်လာရောက်လာတယ်စရင်မဲ့ရောက်လာတာလူမမြင်ရဘူးလူမမြင်ရဘူးပြင်အဲ့ဒီလူတွေအတွက်ကိုသူကတရင်မှာရှိတယ်ကြီကားလက်နက်ခဲရန်တနတ်ဒါတွေကိုတောက်ပြီးတော့ပို့ပေးရတယ် တက်မှာမှာပဲစုထားတယ်ပို့ပေးပြရနဲ့အဲတက်မှာဌာနချုပ်ကနေပြပါပဲခုနှစ်နှစ်မနှက်မှာပဲအင်အားတထောင်လုံးရှေ့တန်းကိုပို့လိုက်ပြီဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့ဗဒန်းရှေ့တန်းကိုလွှတ်တာပါဗောနော်ပြောရရင်တင်နန်းစင်းပါစတွေကသူတို့တာဝန်ကျတဲ့တည်ရင်ဌာနချုပ်ကိုမြင်အောင်မမြင်ဘူးလိုက်ဘူးအဲ့လိုပုံစံမျိုးနဲ့ရှေ့တန်းလွှတ်တာကျွန်တော်ပြောချင်တာအဲ့ဒါဟာဒီပါစပါစပါစဖြစ်သွားပြီဆိုတဲ့အချိန်မှာအခွင့်အရေးကအဲ့လောက်ပဲရှိတာ တေလန်းကိုပဲပို့တာတေလန်းကိုပို့တာဒါလုံးဝထွက်ပြေးလွတ်မြောက်ဖို့စဉ်းစားနေတယ်ဆိုရင်ပေါ့နော်ဟိုတချို့ကြတော့တွေးကြပါဗျာအထဲရောက်သွားရင်ဘယ်လိုမျိုးပုံစံမျိုးနဲ့ထွက်ပြေးမလဲဒါကျွန်တော်တို့မပြောလို့ပါဘူးဘာကြောင့်လဲဆိုတော့အကုန်လုံးကအခက်အခဲတွေရှိကြတယ်ဒါထက်တွင်းစဉ်းစားရမယ့်အကြောင်းချင်းရတယ်ရှိကြတယ်အားလုံးကအဆင်ပြေနေကြတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးဒါဝင်ရောက်သွားပြီးပြန်ထွက်မယ်ဆိုတဲ့သူတွေကိုလည်းအပြစ်တော့မပြောချင်ဘူးဒါပေမဲ့အခွင့်အရေးကဘယ်လောက်ထိနည်းသလဲဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာပါ အဲအဓိကတော့အခုဒါတမကနေပြီးတော့တင်ရင်ဌာနချုပ်ကိုတော့မှမလွတ်ဖယ်နဲ့ရှေ့တန်းကိုတန်းပို့တယ်ဗောနော်အဲ့တော့သူတို့တာဝန်ကြတဲ့တက်တွေကိုသူတို့မြင်အောင်မြင်မှုလိုက်ဘူးသူတို့ရဲ့တက်ကဘယ်မှာရှိလဲဆိုတာတော့သူတို့သိလိုက်မှာမဟုတ်ဘူးဗောနော်အဲ့တော့ဒီဖြစ်စဉ်ကနေကျွန်တော်တို့ဘာတွေထပ်ပြီးတော့သိရသလဲဆိုတော့အခုမှတင်တန်းဆင်းလာတဲ့အတွေ့အကြုံမရှိတဲ့ပါစတွေကိုဗောနော်တကယ်အရေးကြီးပါတယ်ဆိုတဲ့နေရာတွေကိုလွှတ်ပြီးတော့အသေးခံခိုင်းနေရတဲ့စစ်တပ်ဖြစ်နေတယ်စစ်ကောင်စီကအဲ့လိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရတယ်ဒီပါစတွေက၃လပဲတင်တန်းပေးခဲ့ရ၃လတင်တန်းပြီးတာနဲ့ တမထဏာချုပ်ကိုရောက်တယ်ပြီးရင်နှစ်ပတ်မုံမှန်တင်တန်းပေးတယ်အဲ့တော့၃လခွဲလောက်ပဲတင်တန်းပေးခံရတဲ့ဒီပါစတွေပေါ့နော်လုံးဝအတွေ့အကြုံလည်းမရှိထားဘူးဆိုရယ်ပါစတွေကရှေ့တန်းကိုအခုလိုလွတ်ခံရတဲ့အချိန်မှာလုံးဝအသေးခံခိုင်းနေတဲ့ပုံစံမျိုးတကယ်အဲ့တော့အဲ့လိုမျိုးပါစတွေကိုသူတို့အားကိုးနေရစစ်ကောင်စီရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေမှန်ကအဲ့ဒါပဲသူတို့မှာအင်အားဆိုတာတော့ရှိတယ်ဒါပေမဲ့အဲ့ဒီအင်အားကသူတို့အတွက်လုံးဝအရေးအတွက်တသားပဲရှိတယ်အရေးချင်းတော့မဖြစ်လာဘူးပေါ့နော်အဲဒီဥစ္စာကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားကြဖို့လိုတယ်ဒါပေမဲ့တစ်ခုရှိတယ် ကျွန်တော်ရှိမှပြောခဲ့သလိုပေါ့နော်ဒီပါဆာဆိုတဲ့သူတွေကလက်ရှိဒီဘက်ခေတ်လူငယ်တွေဖြစ်တယ်ကြီးဆက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့တခုခုဆိုရင်တင်လွယ်တက်လွယ်တယ်သူတို့ကတကယ်သာဝါရမိုင်းတွေမိသွားလို့စစ်တပ်အတွက်အယိုးကြီးကြီးရေခိုင်ကလုံပေးမယ်ဟေးဆိုတဲ့စိတ်မျိုးဝင်သွားရင်နည်းနည်းအန္တရာယ်ရှိဒါပေမဲ့လက်ရှိမြင်နေရတဲ့အထိကတော့အဲ့လိုပုံစံမျိုးမဖြစ်ဘဲနဲ့အခွင့်အရေးရရင်တော်လိုင်းတက်ဖွဲ့တွေစီကိုပြေးမယ်ဆိုတဲ့အဖွဲ့တွေကတော့ပုံများရတယ်ပေါ့နော်အဲ့ဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေကထည့်သွင်းစဉ်းစားရမယ့်အချက်တွေဖြစ်တယ်အဲနောက်တစ်ခုကပါဆာတွေကိုမယုံဘူး ပါစတွေကိုမယုံဘူးဆိုတဲ့ဟာကတော့ကျွန်တော်တို့ထွက်လာသမျှပါစတိုင်းကလည်းပြောတယ်ပြီးရင်ဒါလက်ရှိပေါ့နော်တော်လိုင်းတက်ဖွဲ့တွေဒါအရှင်ဖမ်းပြီးတဲ့ပါစတွေရှိတယ်ထိမ့်သိမ်းထားရတဲ့ပါစတွေရှိတယ်အဲ့ဒီပါစတွေအကုန်လုံးကလည်းသူတို့ဖျက်ဆီးခဲ့ရတဲ့ပါစဘဝအကြောင်းကိုပြန်ပြောတိုင်းမှာပေါ့နော်ဒီတန်သေးစစ်သားတွေကသူတို့ပါစတွေကိုမယုံကြည်ပါဘူးဆိုတဲ့အကြောင်းအမြဲပါတယ်ပြီးရင်ဒါတက်စိတ်တစိတ်ပေါ့နော်အင်အား၁၀ရောက်ဆိုလဲ၁၀ရောက်၁၀ရောက်နဲ့ဖွဲ့ထားတဲ့တက်စိတ်တစိတ်မှာပါစက၉ရောက်ပါတယ်ပြီးရင်တန်သေးစစ်သား၁ရောက်ပါပြီးရင်ဒါတချို့နေရာတွေမှာပေါ့နော်သူက ကင်းစောင့်ခိုင်းတာဘလို့စောင့်ခိုင်းလဲဆိုတော့သူကနေ့ညဒီလိုရှိတာပေါ့အဲအဲ့လိုမျိုးအခြေအနေမှာသူကဘလို့လောက်ခိုင်းလဲဆိုတော့ညဘက်မှာကင်းမစောင့်ခိုင်းတော့ပဲနဲ့ကင်းမစောင့်ခိုင်းတော့ပဲအကုန်လုံးဒါညဘက်မှာမအေးရအောင်အကုန်လုံးတစ်ဖွဲ့လုံးပေါ့ရှိသမျှဂုံးပေါ်မှာရှိသမျှတစ်ဖွဲ့လုံးအကုန်လုံးကမအေးရပဲနေရပြောရရင်တော့နေကင်းဘက်လိုမျိုးနေရတယ်ပေါ့နော်နေကင်းဘက်မှာတော့ဘလို့လုပ်လဲဆိုတော့ဒါအလှည့်ကျကင်းဆောင်တဲ့ပုံစံမျိုးနဲ့ပါးစတွေကန်ရမှတနက်အကုန်လုံးကိုတန်ရိုးခက်ပြီးတော့တင်းထားတယ်တနက်ရှင်မှာအဲ့လိုပုံစံမျိုးနဲ့စကန်းတွေမှာထင်းထားတယ်ဗောနော်ပါးစတွေကိုတနက်ပေးမကန်ဘူး အဲ့လိုပုံစံမျိုးနဲ့ကင်းဆောင်ခိုင်းတာလားဘာသာတွေကိုမယုံဘူးပြပြောရင်တို့သိတယ်ဘာသာတွေကတို့ကိုဒုက္ခပေးမယ်ဆိုတာလဲတို့သိတော့မယုံကြဘူးပေါ့နော်အဲ့တော့ဒီဘာသာတွေကိုတို့အသုံးပြုတယ်ဆိုတာကအသေးခံမှုတသက်ပဲပေါ့နော်အဲပြီးရင်ဒါဟိုရွှေ့ဒီပြောင်းဒါမျိုးတော့မလုပ်ဘူးခုနဖြစ်စဉ်လို့ပေါ့ ဒါလက်ကျင်ရေးကနေပြီးတော့တခါလဲခေါ်လာတယ်တရင်တမတ်ဌာနချုပ်ကိုရောက်တယ်ပြီးရတယ်တရင်ကိုတော့ခွဲမပြီးပဲနေပေါ့နော်ခဏခဏဟိုနေရာပို့လိုက်ဒီနေရာပို့လိုက်ဆိုရင်လမ်းမှာထွက်ပြေးကြတယ်များလုံးလို့အဲ့တမတ်ဌာနချုပ်ကနေနောက်တန်းအနေပဲရှေ့တန်းစကန်ကိုတန်းပြီးတော့ပို့တဲ့ပုံစံမျိုးတွေလောက်လာနေတယ်ပေါ့နော်အဲ့တော့တိန်လန်းကိုပဲတန်းပို့တာသူတို့ကမယုံဘူးပေါ့နော်အဲ့တော့နောက်တန်းတရင်ဌာနချုပ်တွေမှာလည်းအင်အားကမကြံဘူးတကယ်ကျွန်တော်ခုနရှိမှပြောသလိုပေါ့နော်ဒီလိုမျိုးအဲဒီခွဲတန်းနေပေးတယ်ဆိုတဲ့ဟာကအင်အားယော့နေတဲ့နေရာမျိုးက တရင်တွေကိုပေးတာပြီးရင်ဟိုတက်မှတ်ဌာနချုပ်တွေကိုပေးတာပေါ့နော်အဲ့တော့ဒီတက်မှတ်ကလည်းတော်တော်လေးကိုအင်အားရာမှာယုံနေနေတဲ့အနေအထားမျိုးမြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနပြောလို့ပါပဲလာကြပါအခတ်တော်အေးကစောင့်နေပါလေပေါ့နော်ဗီဒီယိုပူပေါင်းဖွဲ့တွေကစောင့်နေပါလေအဲ့တော့အဲ့လိုမှမဖြစ်ချင်ဘူးဆိုရင်လာတာနဲ့တန်းပြီးတော့လက်နှချအညံ့ခံလမ်းဖြူတောင်းဒါအကောင်းဆုံးပဲပေါ့နော်အဲ့တော့အခွင့်အရေးရရင်ရသလိုအမြဲတမ်းအခွင့်အရေးကိုစောင့်နေပါပြီးရနဲ့ထွက်ပြေးပါတကယ်ပါတကယ်ဒီလက်နက်ခဲရန်တွေပါယူဆောင်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေအတွက် ပူးပေါင်းလာတဲ့ပါစတွေညီကိုတွေရှိကြတယ်။ဒါမျိုးပါစတွေကိုကျွန်တော်တို့တကယ်ကြိုးစိုးပါလေပေါ့နော်။အဲ့တော့ water mine နဲ့ပတ်သက်လို့ပြောမယ်ဆိုရင်တော့ဒီဘက်ခေတ်လူငယ်တွေကတွေးတက်ခေါ်တက်တဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်။ပညာတတ်တွေဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ water mine ကတော့အလွယ်တကူရိုက်သွင်းခံရမှာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့လည်းစစ်ကောင်စီကလည်းအဲ့ဒီအပိုင်းမှာသိတ်တော်တာအဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဥစ္စာတွေကိုတော့ထည့်သွင်းစဉ်းစားရမယ်အန္တရာယ်ရှိတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးစစ်ကောင်စီဘက်ကဒီပါစတွေကိုဇက်တိုက်ဇက်တိုက်ပို့ဆောင်နေတယ်ဆိုပေမဲ့လည်းမြေပြင်မှာဒီပါစတွေက လက်နက်ချလိုက်အဖမ်းခံလိုက်ပြီးပူပေါင်းလာလိုက်ဒါမျိုးပုံစံမျိုးတွေကဇက်တိုက်ဆိုသလိုဖြစ်ပွားနေတယ် နောက်တစ်ခုကဒါဒီဇင်ဘာ9ရက်နေ့ရက်စွဲနဲ့ပေါ့နော်ဒါကြောက်ဖြူမျိုးဇိုင်းချောင်းဒါကုလပါကြေးရွာတိုက်ပွဲအတွင်းမှာအဘသားတွေစစ်ကွေးတွေအဆုလိုက်အပုံလိုက်တည်နေတဲ့ဗီဒီယိုတစ်ခုဆိုတဲ့ပုံစံမျိုးဒါကျွန်တော်တွေ့လိုက်တာရှိဒါကတော့အတီးပြုတ်လို့တော့မပြုတ်နိုင်သေးဘူးပေါ့နော်ကျွန်တော်အနေနဲ့တော့အတီးမပြုတ်နိုင်သေးဘူးအတီးမပြုတ်နိုင်သေးဘူးဆိုတာကဒီကုလပါကြေးရွာမှာဖြစ်တာဟုတ်ရဲ့လားအဲ9ရက်နေ့ကဖြစ်တာဟုတ်ရဲ့လားဆိုတဲ့ဟာကိုပဲအတီးမပြုတ်နိုင်တာဒါပေမဲ့ဘာတော့အတီးပြုတ်နိုင်လဲဆိုတော့တေတာတော့ဘာသားတွေတေကြတဲ့အကြောင်းတော့အတီးပြုတ်နိုင်တယ်တကယ်ပုံနေရပဲပလဲနေရပဲချိုးကောင်နေမဖုံးနိုင်မဖိနိုင်နဲ့ပေါ့နော် အောက်စားတွေပါလွတ်ပြီအဲ့လိုပုံစံမျိုးနဲ့ညတက်ဖွဲ့တွေကတော့အဲ့လိုမျိုးလုံးဝတေးလာတော့မြအဲ့လိုမျိုးဩခြေတော့ခွနေဆွဲလာလဲလက်ကနေဆွဲလာရောဝက်ဆိုသွားပုံလာအဲ့လိုအပုံလိုက်ကြီးတည်နေတာတကယ်အားရစရာကြီးစစ်ကောင်စီစစ်သားတွေပေါ့နော်အဲ့ဒါတော့အတီးပြုတ်လို့ရတယ်တေးလာစစ်ကောင်စီစစ်သားတွေစော်တာကျွန်တော်တော်လိုင်းဖွဲ့တွေပေါ့နော်အဲ့ဒါတော့အတီးပြုတ်လို့ရတယ်ပြီးရင်ဒါဒီကားတွေပါတွေဆွဲချွတ်ဒါပြီးရနဲ့သွားမင်းတို့စီကအတုံးကွင်တာဘာမှမရှိတော့ဆိုအင်းဒါလိုမျိုးပုံစံမျိုးနဲ့ ပုံထက်နေတာပဲအဲ့ဒီဗီဒီယိုတစ်ခုကျွန်တော်တွေ့တာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့လည်းဒါအတီးပြုတ်နိုင်နေဆိုရင်ပြောပြကြပါဦးပေါ့နော်အဲနောက်တစ်ခုကဒါအမ်ဘဒန်ပေါ့နော်အခုအမ်ဘဒန်ဘက်ကိုခုနစကားဆက်ကုန်ကားကောင်တွေတက်သွားတယ်ပေါ့နော်အဲ့တက်သွားတဲ့ကောင်တွေဘလို့အခြေအနေရှိလဲတော့မသိဘူးရှေ့မှာရောက်နေတဲ့အဖွဲ့တွေကတော့ဒါဒီဇင်ဘာ9ရက်နေ့ကတော့အမ်ဘဒန်ရှေ့တန်းကပါစတွေအလင်းဝင်ကုန်တာတွေရှိတယ်အရှင်ဖန်းခံရတယ်ရှိတယ်ဒီလိုမျိုးပုံစံမျိုးတွေကတော့ဇတိုက်ကိုပြေပြေမှာရှိနေတာပေါ့နော်အလင်းဝင်တဲ့စစ်သား၄ယောက်ရှိပြီးတော့ဒါအမ်ဘဒန်လမ်းပိုင်းဒါဇင်မျိုးကြေးရွာမှာတာဝန်ကျနေတဲ့ ဒုတိယအပါဝင်၄ယောက်အဲ့၄ယောက်ရှိတယ်အဲ့ဒါ၄ယောက်လင်းဝင်တာပေါ့နော်ဒါကွာမျိုးခြေဆိုင်ခမန်း963ဝန်းဖြစ်တယ်ဆိုပြီးတော့လေဒါဖော်ပြထားတယ်ပေါ့နော်အဲအဲ့မှာဒါသူတို့ကပေါ်တာဆွဲခံရလို့ဒီဇင်ဘာ9ရက်နေ့မှာဒါပြန်ပြီးတော့ဒါတပ်ဖွဲ့တွေစုကိုပူးပေါင်းလာတာပေါ့နော်အဲ့ဒါကို PI မကွေးက9ရက်နေ့ရက်ဆွဲနဲ့ထုတ်ပြန်ထားတာရှိတယ်ပေါ့နော်အဲ့တော့ပေါ်တာဆွဲခံရတဲ့သူတွေထဲမှာဒါအလုတ်ကအပြန်လမ်းမှာဖမ်းခံရပြီးတော့တင်တန်းကိုပို့ဆောင်ခံရတာတွေပါတယ် တင်တန်း3လတက်ပြီးတော့ဒါပစီရှီတန်းကိုပို့ဆောင်ရင်းခံရတယ်အဲ့ဒီကနေမှတပ်ဖွဲ့တွေစီကိုဒါလက်နက်တွေပါယူဆောင်ပြီးတော့ပူးပေါင်းလာတာပေါ့နော်အဲ့ဒါလေအားရစရာကောင်းတယ်တင်တန်းစင်းကစားတော့တဲ့ကောင်းကောင်းမွန်မွန်ဆက်ဆက်နေတဲ့ဒါပေမဲ့တဲ့အချိန်တန်ရင်တော့လေဒါတိရတဲ့အတိုင်းစစ်ကောင်စီကမိုင်းရိုင်းတာတွေပေါ်လာတာပဲပေါ့နော်ချိန်တန်တော့ကြာလဲစိုးစိုးဝါးတွေဖိနှိပ်တာတွေချုပ်ချယ်တာတွေခွဲခြားဆက်ဆံတာတွေရှိလာတာပဲပေါ့နော်အဲ့တော့ဘာပြောလဲဆိုတော့မင်းတို့ပါစတွေရှိကတည်သွားလဲစိတ်မပူဘူးတဲ့နောက်တန်းတင်တန်းစင်းမဲ့ပေါ့နော်နောက်မှတင်တန်းစင်းမဲ့ပါစဦးရင်9000ရှိတယ်ပေါ့နော် မင်းတို့တယောက်ပြေးသွားလဲစိတ်မပူမင်းတို့တယောက်တည်သွားလဲငါတို့တည်းစိတ်ပူစရာမလိုဘူးဆိုတော့အဲ့လိုမျိုးစကားကိုမိုက်မိုက်ရရန်ပြောတာဒီကောင်းလေးအဲ့တော့ပြောချင်တာဒီပါစားတွေကိုသူတို့ရဲ့တက်ဖက်ဝင်ဆိုတဲ့ပုံစံမျိုးသူတို့ကလုံးဝသဘောမထားဘူးဒါစူးစောင်းခံရနိုင်ခြေရှိတဲ့သူတွေထဲ့သွင်းစဉ်းစားဖို့အတွက်ကိုပြောပြတာပေါ့နော်ရှေ့တန်းလိုနေရာမျိုးမှာရောက်ပြီဆိုရင်တော့မှပဲသူကတည်သွားလဲစောက်ကူးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးကြီးလုံနေတာအဲ့ဒါလူရဲ့အသက်တွေအဲ့ဒါလူငယ်တွေရဲ့အသက်တွေအဲ့ဒါနိုင်ငံရဲ့နာဂတ်တွေပေါ့နော်အဲ့လိုဟာမျိုးကိုချနှင်းနေတာတော်တော်ရုံမှာပတ်ဆက်တဲ့ကောင်းနေဖြစ်တယ် ဲ့တော့တို့တွေးထဲမှာရှိတာသူကဒီ9000ရောက်လာတယ်ငါတို့1000ပေးရအဲ့1000တေးသွားတယ်ငါတို့ခွေးမဆက်ဘူးနောက်လာမှာ9000အဲ့9000ရောက်လာရင်ငါတို့စီ1000ရောက်မှာပဲလတိုင်းမှာငါတို့ကတရားတရား1000 1000တေးလို့ရတယ်ဆိုတော့ပုံစံမျိုးကြီးတောင်တွေးထားတာဘယ်လောက်တော့မှဆုတ်ပဲ့သလဲဆိုတော့ဗောနော်အဲ့တော့အဲ့ဥစ္စာတွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်ဗောနော်အဲ့ဒီ၄ယောက်ကတော့သူကချိတ်ဆက်ပြီးတော့အလင်းဝင်လာတာဗောနော်အဲ့တော့တနက်တွေပါတယ် MA1 တလက်ပါတယ် MA2 တလက်ပါတယ် MA3 နှစ်လက်ပါတယ်အဲ့ဒီမှာဒုတိယချက်တစ်ယောက်ဗောနော်အဲ့ဒီဒုတိယချက်တစ်ယောက်ကလည်းပညာရည်ချင်းပေါ်မူတည်ပြီးတော့ ူကဒီယာရုပေးတာဆိုပြီးတော့ပြောတော့ပြောတယ်ဒါပေမဲ့အဲ့လိုဟာကတိတ်တော့ဖြစ်နိုင်ခြင်းနည်းတယ်ပေါ့နော်ကျွန်တော်တို့သိလောက်ဆိုရင်တော့အဲ့လိုပုံစံမျိုးမှာဖြစ်နိုင်ခြင်းတော့နည်းတယ်အဲဒါအပတ်စဉ်ကိုကြည့်ပြီးတော့ပေါ့နော်နှစ်နှစ်ပြည့်ကန်ဒီနှစ်နှစ်ပြည့်သွားပါပြီဆိုတဲ့အချိန်မှာဒီပါစတွေကိုဒုတိယချက်ကတ်ပေးတာမျိုးတော့ရှိတယ်တိုက်ပွဲထူးချွန်ဖြစ်တယ်ဆိုရင်တော့ဒုတိယချက်ကတ်ပေးတာမျိုးရှိတယ်အပုံမှန်ကတော့အသက်ရွယ်အားဖြင့်ဆိုရင်ဒါတန်သိစစ်သားတွေဖြစ်ဖို့တော့များတယ်ပေါ့နော်ဒါပေမဲ့လည်းအခုလိုမျိုးပါစဆိုတဲ့သူကိုဒုတိယချက်ပေးထားတယ်ဆိုတော့ပေါ့နော်အဲအကြောင်းရင်းတစ်ခုတော့ရှိလိမ့်မယ်ပေါ့နော်ဘာဘာပဲဖြစ်ဖြစ်ဒါပူပေါင်းလာတာဖြစ်တဲ့အတွက် ဝန်တာတယ်ကြိုးဆိုတယ်ပေါ့နော်နောက်တစ်ခုကဒါနေဂန်တောင်နဲ့အမ်ဘလန်တိုက်ပွဲကနေထွက်ပြေးလာတဲ့၃ယောက်အဲ့၃ယောက်ကိုလည်းဒါငဖဲမြို့နယ်ထဲမှာဖမ်းမိတယ်ခါလရ295ပြီးရင်ခါလရ35အိုက်တက်တွေကဖြစ်တယ်ပေါ့နော်သူတို့ကလည်းပါစတွေပဲဖြစ်တယ်အဲပြောချင်တာပါစတွေအခုလိုမျိုးအခွင့်အရေးရတဲ့အချိန်မှာပြေးကြပါပေါ့နော်အဲအခုနောက်ဆုံးဒါထွက်ပြေးလာတိုက်ပွဲကနေထွက်ပြေးလာရဆိုတဲ့သူတွေဒီလူတွေကအရှင်ဖမ်းခံရတယ်အရှင်ဖန်းခံရတဲ့အချိန်မှာဒါဒလိုင်းတပ်ဖွဲ့တွေစီကနေထုတ်ပြန်လာလို့ကျွန်တော်သိရတာပေါ့နော်အဲ့လိုမျိုးပြေးနေတဲ့အဖွဲ့တွေဘယ်လောက်တောင်များနေပြီလဲကျွန်တော်မသိဘူး အနောက်တစ်ခုကဒီအဖွဲ့တွေကဒါပြင်းပြပြပြင်းနဲ့တပ်ဖွဲ့တွေမိတာလည်းဖြစ်ကောင်းဖြစ်မယ်သူတို့ရဲ့အတွေ့အကြုံမှာလည်းအလင်းဝင်မယ်ဆိုတဲ့ဟာလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့တိုက်ပွဲအတွင်းထဲကနေဖြစ်တဲ့အတွက်ပေါ့နော်အမျိုးမျိုးဒါတတ်မှတ်လို့ရနိုင်ခြေတွေရှိနေတာပေါ့ဗျာဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးရှုပ်ထွေးတဲ့အခြေအနေမျိုးမတိုင်ခင်မှာပူပေါင်းတဲ့ဟာတွေကတော့ရှင်းတယ်ကျွန်တော်တို့လက်နက်တွေယူလာခဲ့မယ်ကျွန်တော်တို့ဘယ်ဟူလာပြီးပူပေါင်းမယ်ကျွန်တော်တို့လာခေါ်ပေးပါချက်ချင်းလာခေါ်ပေးလိမ့်မယ်အဖွဲ့တွေကအဲ့ကြအဲ့လိုပုံစံမျိုးဖြစ်ဖို့အတွက်ကိုပဲကျွန်တော်တို့ကတိုက်တွန်းတယ်ဒီပါဆာဆိုတဲ့ညီငယ်တွေပေါ့နော်အလကတက်တက် ဒီအာနာရှင်အတွက်ကိုအသက်တွေအသေးမခံနဲ့ကိုမိဘကကိုကိုတန်ဖိုးထားပြီးတော့မွေးထားတာပေါ့နော်ဒီဒီသားသမီးအရွယ်ရောက်တဲ့အထိသူတို့မှပြုစုဆောင်ရှောက်ခဲ့ရတာသူတို့ရဲ့ရင်သွေးသူတို့ရဲ့အသွေးသားပေါ့နော်ဒါကိုအာနာရှင်ကောင်းစားဖို့အတွက်မင်းအောင်လိုက်ဆက်ပြီးတော့ပြည်သူတွေကိုနှိမ့်ဆက်တက်ဖြတ်ဖို့လှုပ်ဖို့အတွက်အာနာဆက်တည်မြဲဖို့အတွက်အလကားတသက်အသေးခံပေးရမယ်ဆိုတော့မဟုတ်သေးဘူး။နောက်ကြမိဘရဲ့အနေနဲ့အုတ်ထင်းသူရဲ့အနေနဲ့လည်းပြန်ပြီးစဉ်းစားစီခြင်းနဲ့ပါစညီငယ်တွေအနေနဲ့လည်းပြန်ပြီးစဉ်းစားစီခြင်းနဲ့အဲဒီကတော့ တတ်ဖွဲ့တွေစီကိုလာပါလုံးဝအသက်အနည်းဘာမှမဖြစ်စေအောင်ဒါတကယ်အာမခံတယ်လက်လက်ခဲရနေယူလာပါချီးမြှင့်ငွေပါထပ်ပြီးတော့ရမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးအကောင်းဆုံးလမ်းကိုရွေးချယ်နိုင်ကြပါစေလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်